စမ်းမယ်။ Time မှာကျင်းပါတယ်။ Green Step အစီအဝေးမှာ Tran ဖြစ်ဆုံးအကြောင်းအရာကမြန်မာငလျင်ပဲ။ငလျင်ကဝန်ထဲစရာကောင်းလွန်းလို့တက်ချုပ်ကြီးလာရင်အဲ့ဒီအကြောင်းကိုပဲဟာသာမလုပ်ကြဘူး။အချင်းချင်းမှာကြားရတဲ့အထိအရေးပါခဲ့တယ်။တက်ချုပ်ကြီးလာလဲလာရောတက်ချုပ်ကြီးမျက်နှာကပြုံတုံတုံကြီးဖြစ်နေတာကိုမြင်လိုက်တော့အကုန်လုံးအံ့အားသင့်ကုန်ကြတယ်။တတိုင်းပီလုံးတဘာဝကဆူကြီးကိုရုံးကန်နေရတဲ့အချိန်တက်ချုပ်ကြီးမျက်နှာက မျိုးငယ်နေမှာပဲလို့သူတို့ကထင်ထားကြတာကိုမြန်မာငလျင်အချိန်နေဘလို့ရှိလဲလို့တက်ချုပ်ကြီးကိုမေးလိုက်တော့ဩခဲတရာကျော်ခြေသွားတယ်ဩခဲ9000ကျော်ကတော့အကောင့်တိုင်းပြန်ရပါတယ်ဒါတောင်တချို့မအေးဘေးတွေကလွတ်ပြစ်လိုက်လို့ဩခဲကျိုးသွားတာပါတဲ့အစည်းဝေးစကနေမြန်မာငလျင်အတွက်ဝယ်နေခြင်းအထိတ်မအားလုံးညီသက်ကြတော့တက်ချုပ်ကြီးမျက်နှာကရည်ချင်နေတာကိုဘလို့မှထိလို့မရတော့ဘူးပြောရရင်တော့ စ조사ပြီးမျက်နှာဘိုးတတ်ထားရသလိုဖြစ်နေတာပေါ့တက်မတော်ကငလင်ဒေတာတွေကိုဘုံလိုက်ကျင်းနေတဲ့အချိန်အခြားနိုင်ငံကလူတွေကအဖြစ်သဲနေတာမြင်တော့သူလဲရည်ကျင်စိတ်ကိုဘလို့ထိန်းထားလို့ရမှာလေမြန်မာငလင်အတွက်ဘလို့စီမံထားလဲလို့တဲ့ချုပ်ကြီးကိုမေးတော့တဲ့ချုပ်ကြီးကကျွန်တော်လဲအစိမ့်စိမ့်တော့မသိဘူးဗျပြည်သူတွေအချင်းချင်းတော့ပြန်ကယ်နေကြတာပဲလို့ဖြေတဲ့ မြန်မာနိုင်ငံကအာဏာသိမ်းပြီးမှတော်ဟုံထိုးတိုးတက်လာကြောင်းစီးပွားရေးဥမော့လာကြောင်းစတဲ့အကြောင်းအရာတွေကိုပဲအစီဝေးတက်ရောက်သူတွေကိုထိုင်ပြောနေတော့တာအားလုံးကတော့ငြိမ်းနားထောင်ပြီးအစီဝေးပြီးသည့်အထိစိတ်ရှိရှိစောင့်ကြပေးမယ်ဒီကိစ္စကိုတော့တီးမှတ်ခံနိုင်သူတယောက်ရှိရဲ့တရားမျှတရေးပါတီကလွတ်တော်မှကန္နာဝီပဲကန္နာဝီကတခုပဲမေးတယ်ဒီမအီလုံးကိုဘယ်ကောင်စီဝေးဖိတ်တာလဲတဲ့ အဲ့ဒီကိစ္စကိုထိုင်းဆိုးရရှင်းပြပါလေကန်နဝီစကားကိုဆုံးအောင်မပြောရသေးဘူးဟန်ငယ်ဦးကကန်နဝီရဲ့နေရလိပ်စာအတိအကျကို Telegram မှာတင်ပေးလိုက်တယ်ကျန်နာကဘန်ကောက်ကမျိုးချစ်တို့ရဲ့တာဝန်လို့တခါလေးထည့်ရေးပေးလိုက်တယ်ဗျာကိခရစ်စာကပြက်သွားရောမလားတတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဘော့စ်အေဂျင်စာ